တရားနာယူကြရအောင်ဒီနေ့လက်စေဆွမ်းအားဝန်ကြီးဌာနဝန်ထမ်းမိသားစုများကနိုင်ငံတော်ပြည်ကြီးသာသနာတက္ကသိုလ်သို့လာရောက်ကြပြီးတော့ဘုရားမရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားဆွမ်းစက္ကလူတန်းတဲ့အင်္ဂန်ဒီစက္ကလူတန်းတဲ့တတောဆွမ်းပရိသာပြည်များကိုစက္ကလူတန်းပူဇော်တဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာပေါ့ ဥဇနဘောဓဘာသာဝင်သူတော်စင်များသည်မိမိတို့ရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုနေ့စဉ်နေ့တိုင်းပြုလုပ်အားထုတ်ကြဒါနကုသိုလ်တွေပြုကြတဲ့သီလတွေစောင့်တည်ကြတဲ့မေတ္တာတွေပွားကြတဲ့ပရိယွတ်တဲ့ပဋ္ဌာန်းယွတ်တဲ့ဓမ္မစကြာယွတ်တဲ့ဝိပဿနာတရားတွေပွားများအားထုတ်ကြတဲ့စသည်ဖြင့်ကုသိုလ်ကောင်းမှုတွေပြုလုပ်အားထုတ်ကြ ေကုသောကောင်းမှုတွေပြုရခြင်းရဲ့ရည်ရွယ်ချက်ကဥစ္စနောတောကောင်းများနိဗ္ဗာန်တပိစီယဟောတုနိဗ္ဗာန်သို့ရောက်ရပါလို၏ဒါဆုတောင်းတာနဲ့ပတ်သက်ပြီးတော့ယနေ့ဥစ္စနောတောကောင်းများကအနည်းငယ်ပြောချင်ပါတယ်ဣဒံမိပုံညာနိဗ္ဗာန်တပိစီယဟောတုဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ပန်းတပွင့်ပဲလှူလှူရေတစ်ခွက်ပဲလှူလှူစွန်းတစွန်းပဲလှူလှူ ဘာကုသူပဲလုံလုံဥပုတ်အငါဘာသီလပဲစောက်တီစောက်တီဖရာပဲရှိကိုရှိကိုဒီကုသူကောင်းမှုကြောင့်နိဗ္ဗာန်သို့ရောက်ရာ ရောက်ကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေလို့အဲ့တိုင်းဆုတောင်းရအချို့ချို့ပုဂ္ဂိုလ်တွေဟာဥစဉ်တော်ဗုဒ္ဓဘာသာဝင်သူတော်ဆွေများတွေကအချို့ချို့ဒါနာပြုရင်တန်ត្រာရှိတယ်ဒါနာပြုเสียမလိုဘူးစသည်ဖြင့်အဲ တန်တရားဖြစ်နိုင်တဲ့စကားလုံးတွေပြောနေကြတကယ်တမ်းစဉ်းစားကြည့်ရင်တော့ဒါနပြုတာကြောင့်တန်တရာရှိတာမဟုတ်ပါဘူးဆုတောင်းမှားခြင်းကြောင့်တန်တရာရှိခြင်းဖြစ်ပါဥမာဆိုပါစို့အမျိုးသမီးတယောက်အလွန်တရာလှပတင်းတဲတဲ့ပန်းလေးတပွင်ကိုမျက်စောပြားကိုစက္ကလူတန်းတယ်အဲလိုစက္ကလူတန်းရသောဤကုသိုလ်ကောင်းမှုကြောင့်ဤပန်းပွင့်တကယ်သို့ဤပန်းကဲ့သို့ဖျားပြီးတော်သည်လှပတင်းတရာပါလို့ဤ အနံ့များမွေးကြံရပါလို့ဤအချို့ချို့မျိုးသမီးတွေဒီတိုင်းဆူတောင်းကြအဲ့လိုဆူတောင်းရင်ဆူတောင်းတဲ့အကျိုးတရားကတော့ဧကံမောကြခံစားရမှာပဲပန်းတို့လည်းလှချင်းလှမှာပဲအမွေးမွေးကြံနေတဲ့ယနေ့လည်းမွေးကြံနေမှာပဲဒါပေမဲ့ဥစ္စနာဘုရားကောင်းများဒီပန်းလို့ရတဲ့အကျိုးတရားဒီနိဗ္ဗာန်သို့ရောက်နိုင်တဲ့အစွမ်းတတ္တိတွေအပြည့်အဝရှိသူကနေပြီးတော့ ပန်းကဲ့သို့လှပတင်းတယ်ရပါလို့ဤဆိုပြီးတော့ဆုတောင်းလိုက်တော့ဥဇနုဒါနနှမျိုးနဲ့မှာဝိဝတ္တနေတိတာဒါနဝုတ်ကိုအမိပြုပြီးတော့ပြုတဲ့ဒါနဖြစ်သွားတာပေါ့ပန်းကဲ့သို့လှရပါလို့ဤဆိုတော့လူပြင်းနဲ့လှမယ်နတ်ပြင်းနဲ့လှမယ်ပြမဖြစ်နဲ့လှမှာပေါ့အဲ့ဒီလှခြင်းသဘောတရားတွေကိုဆုတောင်းလိုက်တာလူဖြစ်ရပါစေနတ်ဖြစ်ရပါစေမြမဖြစ်ရပါစေလို့ဆုတောင်းတာ ਨੇ တူတူပဲ။ လူဖြစ်ရင်လည်းလူဒုက္ခတွေခံစားရအောင်မယ်။နတ်ဖြစ်ရင်လည်းနတ်ဒုက္ခတွေခံစားရအောင်မယ်။ဗြဟ္မာဖြစ်ရင်လည်းဗြဟ္မာဒုက္ခတွေခံစားရအောင်မ။30ဘုံမှာခြင်းလဲတဲ့ဆိုတာအလုံးကဒုက္ခပုံတွေပဲ။နတ်ပြည်မှာလည်းနတ်တဘာဝအလျောက်ဒုက္ခတွေရှိနေတာပဲ။ဗြဟ္မာပြည်မှာမှဒီတိုင်းပဲဒုက္ခတွေရှိနေတာပဲ။လူပုံကတော့အထူးပြောနေစရာမလိုဘူးပေါ့။ဘာဒုက္ခတွေလဲဆိုရင်အိုမဲနာမဲသိမဲအိုမဲနာမဲသိမဲ။ လူဖြစ်ရင်လည်းအိုမယ်နာမယ်သိမယ်ဘလောက်ပဲရာထူးရှိရှိဘလောက်ပဲပစ္စည်းဥစ္စာပြေဆုံးပြေဆုံးဘလောက်ပဲဩဇာအာဏာကြီးမားကြီးမားအိုရမယ်နာရမယ်သိရမယ်ဆိုတဲ့ဒုက္ခတွေနဲ့ကျင်လည်ရတာပဲဒါကြောင့်မို့ကိုယ်ဆုတောင်းလေးကဒီပန်းကဲ့သို့လှရမလှပတွင်တဲ့သောပုဂ္ဂိုလ်ပြရပါလို့ဤလိုဆုတောင်းလိုက်တဲ့အတွက်ကြောင့်တပည့်တော်သည်အမြဲတမ်းအမြဲတမ်းအိုရပါလို့အမြဲတမ်းအမြဲတမ်း နာရပါလို့ဤအမြဲတမ်းသိရပါလို့ဤဆုတောင်းတာနဲ့တူတူပဲအာဘလို့ဆုတောင်းရမလို့ဆိုတော့ဣဒံမိပုံညာနိဗ္ဗာန်တပိစီယောဟောတုဤကောင်းမှုသည်နိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေဝါဆိုသင်္ကန်းပဲလှူလူကထိန်သင်္ကန်းပဲလှူလူဝိနေကုသိုလ်ပဲပြုပြုဆွန်ပဲလှူဒန်းလှူဒန်း ရောစွာဆုံးမိမိတို့ရဲ့အိမ်ဥခမ်းမှာတည်ထားတဲ့ဗုဒ္ဓမြတ်စွာဘုရားအားစွန်းဆက်ကလှူဒန်းတဲ့ဘန်းတော်ဒီဆက်ကလှူဒန်းတဲ့ကုသိုလ်ကအစကုသိုလ်ပြုတိုင်းပြုတိုင်းဆုတောင်းပေးရမယ်ဤတမ်းမေဘုံညံနိဗ္ဗာန်တပိစီယဟောတုနိဗ္ဗာန်တို့တိုက်ရိုက်ဆုတောင်းလိုက်တဲ့အတွက်ကြောင့်ဒီပန်းလှူရတဲ့ကုသိုလ်စွန်းလှူရတဲ့ကုသိုလ်သင်ငန်းလှူရတဲ့ကုသိုလ်သည် နိဗ္ဗာန်တို့တိုက်ရိုက်အကျိုးပေးနေမှာဖြစ်ပါဥမာဆိုပါစို့ ရန်ကုန်မြို့ကနေပြီးတော့မော်လမြိုင်ကိုသွားတဲ့ခရီးသည်တယောက်သူ့ရဲ့လက်မှတ်ကမော်လမြိုင်ထီကိုရောင်းနိုင်တဲ့လက်မှတ်ဒါပေမဲ့သူကချားမှာဖြစ်တဲ့ချားပူတာဖြစ်တဲ့ကြိုက်ထူပူတာမှာဆင်းသွားမယ်သမဟုတ်ပြီးလင်းပူတာမှာဆင်းသွားမယ်သမဟုတ်ပထုံပူတာမှာဆင်းသွားမယ်ဆိုရင်သူမော်လမြိုင်ကိုရောက်တိုက်ရိုက်ရောက်မှာမဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လက်မှတ်ကမော်လမြိုင်ထီကိုဖြတ်ထားရဲ့သားနဲ့မော်လမြိုင်ထီကို ရောက်နိုင်ရက်သားနဲ့သူကကြိုက်ထုံမှာဆင်းတဲ့အတွက်ကြောင့်ကြောက်ထုံကြီးပဲသူရောက်သွားတာပေါ့အဲ့ဒီတိုင်ပဲဦးဇနောသူတော်ကောင်းများကိုယ်တော်ကောင်းမှုပြုတ်တဲ့နေရာမှာကိုကနိဗ္ဗာန်ကိုဆုတောင်းရင် မောလမြိုင်ထိပ်ကိုတွားလိုက်ရင်အဲ့ဒီမောလမြိုင်ကိုလည်းရောက်မယ်ဂျားဘူဒါဖြစ်တဲ့ကြိုက်ထုံတို့ဘီလင်းတို့တထုံတို့အဲ့ဒီဘူဒါတွေအားလုံးဖြတ်သွားရမှာဖြစ်ပါတယ်ဆိုလိုတာက ဘာကုတုပဲလုံလုံသင်္ကန်းပဲလူလူဆွမ်းပဲလူလူကြောင်းပဲလူလူဆေးပဲလူလူဧကုတောကာမုတိနိဗ္ဗာန်သို့ရောက်ရပါလို့ဤလိုတည့်ရဲဆူတောင်းလိုက်တဲ့အတွက်ကြောင့်ဒီကုတောကာမုကိုနိဗ္ဗာန်ကိုတည့်ရဲအကျိုးပေးမှာဈာကာလမှာနိဗ္ဗာန်မရောက်မီစัจ जा ကာလမှာတော့လူပြန်လူချမ်းသာကိုလည်းပေးသွားမှာပဲနတ်ချမ်းသာကိုလည်းပေးသွားမှာပဲမြမချမ်းသာကိုလည်းပေးသွားမှာပဲ ိုက်ရိုက်ဆူတောင်းနေစရာကိုမလိုဘူးဒီလူချမ်းသာနှချမ်းသာပြမချမ်းသာနိဗ္ဗာန်ကိုဆူတောင်းလိုက်တာနဲ့ဒီချမ်းသာအားလုံးကအလိုလိုနဲ့ပြည့်စုံသွားမှာဖြစ်ပါဒါကြောင့်မိုးစနောတတော်ကောင်းများကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းဆူတောင်းတတ်ဖို့ကအရေးကြီးတဲ့ဆူတောင်းမမှားဖို့လည်းအရေးကြီးတာပေါ့ဒီညမှာဦးဇနောတတော်ကောင်းများဆူတောင်းမှားတာနဲ့ပတ်သက်ပြီးတော့အာလုံသောဘုရားဘာသာဝင်သူတော်စင်ကများသိတဲ့အတိုင်းပဲကုသမင်းနဲ့ပပဝတိတို့ဇက်လန် အလွန်တရာမတ်သားဆရာကောင်းတဲ့ကိုသားမင်းအယုတ်ဆိုးလိုက်တာသူကမင်းသားဖြစ်ပင်တော့ညာလဲယုတ်ဆိုးလိုက်တာသူ့ကိုဘယ်အမျိုးသမီးမှမကြိုက်ဘူးပါပါဝတီကတော့တကယ်ကိုကြော်မော်လာပါတယ်အယောင် အစင်းနဲ့ပြည့်စုံတယ်ဒီနှစ်ယောက်ရဲ့ဇလန်းကအဲ့ဒါဆူတောင်းမှားခြင်းအဲဆူတောင်းခြင်းကိုအကြောင်းပြုပြီးတော့အဲဒီဇလန်းဖြစ်ပေါ်လာတာ ုသမင်းကြီးရုပ်ဆိုးတယ်ဒီပမ္ပဝတီကိုရဖို့အတွက်သူမိဘရားကြီးကအမျိုးမျိုးစ조사တယ်သူကိုယ်တိုင်နဲ့조사ရတယ်စင်တိန်ဘဝကိုနဲ့စင်တိန်ဘဝနဲ့조사စင်တိန်ဘဝနဲ့အယောင်ဆောင်မြင်းထိန်ဘဝနဲ့အရာဆောင်အယောင်ဆောင်အိုထိန်တဲ့ဘဝအဲနောက်ပိဆုံးစပုံမှုဘဝစသည်ဖြင့်အမျိုးမျိုးသောဘဝတွေနဲ့အယောင်ဆောင်ပြီးတော့ပမ္ပဝတီရဲ့မေတ္တာတရားကိုအရယူနိုင်အောင်조사ခဲ့တာတော်တော်ပင်ပင်ပန်းပန်း조사ခဲ့ရ ဘာကြောင့်ဒီကုသမင်းရဲ့ပပဝိတ္တိတို့ဇလံဒီလိုမျိုးဖြစ်ခဲ့ရတာလေတယောက်နဲ့တယောက်တလောင်းတောင်မေတ္တာတွေမဲ့နေရတာလေပပဝိတ္တိဆိုရင် ကုသမင်းကိုကြီးလို့ကိုမရအဲ့ဒီကုဘာကြောင့်လဲဆိုတော့ဒိဋ္ဌိဘဝတစ်ခုတုန်းကဒီပပဝိတ္တိနဲ့မင်းကုသနဲ့ကသူတို့ကမင်းကုသရဲ့အလောင်းဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အကိုနဲ့ပပဝိတ္တိနဲ့ကလင်မယာသူ့ရဲ့ခေမတော်မှာပေါ့ အဲ့ဒီလိုမျိုးမိသားစုတွေနေနေတာတနည်းသောအခါမှာမိသားစု၃ယောက်အမှန်သူအကိုရဲ့သူစနီးမရသူခင်မရဲ့သူရဲ့ပေါ့အဲ့လိုနေနေတော့တနည်းသောအခါမှာခင်မလုပ်တဲ့ပုဂ္ဂိုလ်ကမုတ်တွေကြော်ပြီးတော့စားကြတာပေါ့၃ယောက်စာမုတ်တွေကြော်ပြီးတော့စားတယ်သူယောက်ျားနဲ့သူနဲ့စားတာသူသူရဲ့မတ်အတွက်ခြံထားတဲ့မုတ်တွေကိုတော့ခြံထားတာပေါ့သူရဲ့မတ်ကလည်းတော်တယ်မှာအလုံးသွားလုံနေတဲ့ချိန် အလုံးနဲ့သူ့ရဲ့မတ်အတွက်ခြံထားတဲ့မုတ်လေးကိုခြံထားတဲ့အချိန်မှာပိစိကဗုဒ္ဓရှင်သူမြတ်တပါးကရောက်လာတယ်။ရောက်လာတဲ့အခါကျတော့သူတို့မှလောင်းလို့စရာမရှိတော့ဘူး။သူ့ရဲ့မတ်တော်မောင်အတွက်ခြံထားတဲ့မုတ်ပဲရှိတော့တယ်။အဲ့ဒီမုတ်ကိုလှူလိုက်တာပေါ့။လှူလိုက်တဲ့အခါကျတော့အဲ့ဒီလှူပြီးတဲ့နေ့ဒီပြိုင်နဲ့ပဲသူ့ရဲ့မောင်ကလည်းရောက်လာတယ်။အာငါစားဖို့အတွက်မုတ်ပမာလေ။အဲ့လိုပြောလိုက်တဲ့အခါကျတော့အာမောင်လေး မောင်လေးစားဖို့အတွက်မုတ်ကိုပစ္စည်းကပို့တာရှင်သူမြတ်တပါအခုပဲကြွားသွားတယ်သူ့ကိုငါတို့လှူစရာမရှိလို့လှူလိုက်တယ်အဲ့လိုပြောလိုက်တဲ့ခါကျတော့တကယ်တမ်းစဉ်းစားလိုက်ရင်ဒီမတ်တော်မောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဩငါရဲ့အလှူငါရဲ့ကုသိုလ်ကောင်းမှုငါစားမဲ့အလှူတွေကိုပစ္စည်းကပို့တာရှင်သူမြတ်ကိုလှူဒန်းလိုက်တာပဲသာဓုသာဓုသာဓုလို့သာဓုခေါ်လိုက်ရင်တကယ်ကိုကြီးကျယ်မြင့်မြတ်တဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာဘလောက် ဘလို့ဖြစ်သွားတယ်ဆိုရင်ဒေါသတွေထွက်သွားတာမင်းတို့စားမဲ့ဥစ္စာကြတော့မလူမဲနဲ့ငါစားမဲ့ဥစ္စာကြတော့ဘာကြောင့်လူရတာလဲဆိုပြီးတော့တခါတည်းပြေးသွားပြီးတော့ပစ္စည်းကဗုဒ္ဓရှင်သူမြတ်ကလည်းတလန်းကြီးကြွားနေတာကိုအဲ့လိုတောင်းပြေးသွားပြီးတော့ပစ္စည်းကဗုဒ္ဓရှင်သူမြတ်ရဲ့တပိတ်တပိတ်တဲကမုတ်ကိုခုနကသူ့အတွက်မုတ်ကိုတခါတည်းပြန်လူယူလိုက်တယ်အလွန်တရာကြောက်စရာကောင်းတာပေါ့ စိတ်ဆိုးမန်ဆိုးနဲ့တွားပြီးတော့လူယူတော်ပြည်စေကကုသမင်းဘဝမှာဦးဇင်းတို့သူတော်ကောင်းများကုသမင်းလောက်ရုပ်ဆိုးတာမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒေါသတရားနဲ့ပြည်စေကဗုဒ္ဓအရှင်သူမြတ်ရဲ့တပိတ်မှာမုတ်ကိုတွားလူယူလိုက်တဲ့အတွေ့အကြောင်းအဲ့လိုနဲ့သူရဲ့ခင်မဖြစ်တဲ့အမျိုးသမီးကစိတ်မကောင်းဖြစ်သွားတော့ဩငါရဲ့မတ်တော်မောင် သူ့ရဲ့မုတ်လေးကိုလှူလိုက်တဲ့အတွက်ကြောင့်တလောက်တောင်ဒေါသတွေကြီးနေပါလားသူစိတ်မကောင်းဖြစ်သွားတာဘေးစင်ကဗုဒ္ဓရှင်သူမြတ်မှာလည်းသူတပိတ်တည်းကမုတ်ကပြန်ပြီးတော့လူယူလိုက်တဲ့အတွက်ကြောင့်ဘာမှမရှိတော့အဲ့လိုနဲ့အရှင်မြတ်ဘုရားခနာခေတသတင်းသုံးတော်မူပါဘုရားဆိုပြီးတော့သူ့ရဲ့အိမ်ကိုပြေးသွားပြီးတော့ထောပတ်တွေအိမ်မှာရှိတဲ့ထောပတ်တွေကိုတခါတည်းကိုကူးခန့်လာတာပေါ့ထောပတ်ကလည်းအယောင်စင်းကလည်းလှပတင်တယ်တဲ့ထောပတ်အဲ့ဒီထောပတ်ကိုပိစိကဗုဒ္ဓရှင်သူမြတ်ကိုလောင်းလှူလိုက်တယ်လောင်းလှူပြီးတော့ အဲ့ဒီပပဝတိအလောင်းဖြစ်တဲ့တက္ကမကဘလို့ဆုတောင်းလိုက်တယ်ဆိုရင်အရှင်မြတ်ဘုရားတပည့်တော်ဒီသောပတ်ဆွမ်းကိုလှူဒန်းရတော့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဒီဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာဒီသောပတ်ဆွမ်းအယောင်ကဲ့သို့လှပအံအယောင်အစင်တင်းတယ်လှပတော့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤတပည့်တော်ရဲ့ရုပ်အစင်ကလည်းတင်းတယ်လှပတော့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤနောက်ဆုံးသူပါဆုတောင်းလိုက်တယ်ဆိုရင် ဒီကုသမင်းခုနဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့သူရဲ့မတ်တော်မောင်လို့ခေါ်မှာပေါ့ဒီမတ်တော်မောင်နေဘဝပေါင်းမြောက်များစွာဘယ်တော့မှမတွေ့ရမကြုံရမစုံရပါလို့ဤလို့ဆုတောင်းလိုက်တာဒါပစ္စကဗုဒ္ဓကိုဆုတောင်းလိုက်တာအဲ့လိုဆုတောင်းလိုက်တော့ခုနကမတ်တော်မောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကပစ္စကဗုဒ္ဓကနေဗုဒ္ဓရှင်သူမြတ်တပိတ်ကနေပြီးတော့လူယူကြတဲ့မဟုတ်ကိုတခါပြန်လှုပ်လိုက်တယ် အရှင်ဖုရားတပည့်တော်ဒီအရှင်ဖုရားကိုဒီမုတ်ကိုလှူဒန်းရသောကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဒီမကြီးဖြစ်တဲ့ပုဂ္ဂိုလ်နဲ့ဘဝတိုင်းဘဝတိုင်းယူဇနာတရားဝင်းနေပါစေ ရအောင်ဆွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေလို့သူကလည်းမခန့်ကျင်စိတ်နဲ့ဆုတောင်းလိုက်တာအဲ့လိုဆုတောင်းမှားခဲ့တဲ့အတွက်ကြောင့်တကယ်တမ်းသူတို့ဆုတောင်းရမှာကအရှင်မြတ်ဖုရားအရှင်ဖုရားကိုတပည့်တော်ဒီ ထောပတ်ဆွမ်းကိုလှူဒါန်းသောကုသိုလ်ကောင်းမှုကြောင့်အရှင်ဘုရားတို့တည်တော်မူမြင်တော်မူသောမဲ့ဖို့နိဗ္ဗာန်တရားထုကိုရရပါလို၏ဒီတိုင်းဆုတောင်းရမှာဒါပေမဲ့သူဟာအဲ့လိုဆုမတောင်းဘူးထောပတ်ကဲသို့လှရပါလို၏သူရဲ့မတ်တော်မောင်ဒေါသထွက်နေတဲ့မတ်တော်မောင်ကိုလည်းဘယ်ဘဝမှမတွေးပါရစေနဲ့မကြုံပါရစေနဲ့မဆုံပါရစေနဲ့အဲ့လိုဆုတောင်းတာခဏကကုသမင်းအလောင်းဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းဒီတိုင်းပဲ ငကိုတုံးကတော့ဒေါသအလျောက်ဒီမုတ်ကိုပြန်ပြီးတော့လူယူလိုက်တယ်ဒါပေမဲ့ဒေါသတွေပြီးပြီးတော့တရားတရားတွေမွေးပြီးတော့ဩငါအရှင်မြတ်ကနေပြီးတော့မုတ်ကုံကလောင်းလူယူခဲ့တယ်ဒီမုတ်ကုံအရှင်မြတ်ကငါလှူဒန်းမယ်ဒီလှူဒန်းတော့ကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်သာပြည့်စုံဟောတုနိဗ္ဗာန်သို့ရောက်ရပါလို့ဤလိုဆုတောင်းလိုက်ရင်ဒါပြီးတာပဲ ဒါပေမဲ့သူတို့ကဆူတောင်းမာတာဆူတောင်းမာတော့ဘဝသင်္ချေပေါင်းမြောက်များစွာအမျိုးမျိုးဒုက္ခတွေကြုံတွေ့ရနောက်ဆုံးကုသမင်းဇလံကုသမင်းဘဝဖြစ်တာတောင်မှဘာဘဝတီကိုကုသမင်းကြီးကလိုချင်တယ်ဘလို့မှကြိုးစားလို့မရဘူးဘာဘာဝတီကလည်းသူ့မျက်နှာကိုချိန်လိုက်တာနဲ့တကယ်ရန်သူတယောက်ကိုတွေးရတဲ့အတိုင်းပဲဘလို့မှချိန်လို့မရသူ့တိုင်းပြည်ကိုပြန်သွားတယ်ကုသမင်းကအဲ့ဒီဘာဘာဝတီရှိတဲ့တိုင်းပြည်ကိုရောက်အောင်သွားသွားပြီးတော့ စင်စင်သိဘဝနဲ့ကြိုးစားတဲ့မြင်းသိဘဝနဲ့ကြိုးစားတဲ့သူနဲ့နီးစပ်ဖို့အတွက်ဘလောက်ပင်ပန်းလိုက်တာမေတ္တာတစ်ခုကိုဘဘဝတိရဲ့မေတ္တာတစ်ခုကိုရဖို့အတွက်သူ့မှာကြိုးစားလိုက်ရတာပန်တိန်ပန်တဲ့ဘဝနဲ့လည်းကြိုးစားရတယ်။အိုထိန်တဲ့ဘဝနဲ့လည်းကြိုးစားရတယ်။နောက်ဆုံးစဖို့မှုဘဝနဲ့လည်းကြိုးစားရတာအဲ့လိုကြိုးစားပြီးမှသူ့ရဲ့စူတောင်းအလျောက်ဘဘဝတိနဲ့ပြန်ပြီးတော့ဆုံတွေ့ကြရတာ။ သောတော်သားကားဥစဉ်တော်ပြတော်ကောင်းများဘုရားဘာသာဝင်သူတော်စင်များကုသိုလ်ကောင်းမှုတွေပြုကြောင်းပြုလုပ်ကြတယ်။ဘာကုသိုလ်ပဲလုံလုံအိဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုနိဗ္ဗာန်ကိုဆုတောင်းရအဲ့တော့နိဗ္ဗာန်ကိုဆုတောင်းမှသာလျှင်ဒီဆုတောင်းခြင်းကမှန်တယ်ဝိဝတ္တနိတိတာကုသိုလ်ကောင်းမှုလည်းဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တပည့်တော်တို့ဒီဝါစုသင်္ကန်းကိုဆက်ကလှူဒါန်းရပါလို့ဤဝါစုသင်္ကန်းကိုဆက်တဲ့ဆက်ကလှူဒါန်းသောအကျိုးတရားကြောင့် ဘဝတန်တရာတလျှောက်လုံးမှာရုပ်ရည်ဆင်းလှပါတင်တရားပါလို့အဝတ်စားတွေနဲ့ပြည့်စုံရပါလို့ဤအုံမာတန်တီတို့ဆူတောင်းခဲ့လာအဲ့ဒီမျိုးဆူတောင်းနေတောင်းခဲ့မယ်ဆိုရင်ဘဝတန်တရားမှာအများကြီးကျင်လည်ရအောင်မှာဆူတောင်းရမှာကအရှင်ဖရာကိုဒီဝါစိုသင်ငန်းကိုဆက်ကလူကြံရတော့ဤကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်သို့ရောက်ရပါလို့ဤဒီတက်ကတော်မှာတရင်သုံးတော်မူတဲ့တန်ခါတော်ရှင်သူမြတ်ဒီပရိယတိသာသနာတောင်းဝန်ပရိပတ်တိသာသနာတောင်းဝန်တွေကို ဖန်ဆောင်နေတဲ့ရှင်သူမြတ်တွေကိုယနေ့လျှက်စေဝန်လျှက်စေအာဝန်လျှက်စေဆွမ်းအာဝန်ကြီးဌာနဝန်ထမ်းမိသားစုတွေကုသိုလ်ကောင်းမှုတွေလာပြီးတော့ပြုလုပ်ကြတယ်ဒါနာတွေပြုတယ်သီလတွေစောင့်တည်တယ်သမထဝိပဿနာတရားတွေပွားများအားထုတ်တဲ့တရားဒေသနာတော်တွေကိုနာယူကြတယ်ဤကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်နတ်ပိစီယဟောတုနိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအာကောင်းသောအထောက်ပံ့နေဖြစ်ပါစေနိဗ္ဗာန်ကိုတိုက်ရိုက်ဆူတောင်းရ အဲ့တော့နိဗ္ဗာန်ကိုတိုက်ရိုက်ဆူတောင်းမှသာလျှင်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကနိဗ္ဗာန်ကိုတိုက်ရိုက်အချိုးပေးမှဖြစ်ပါတယ်ဆူတောင်းမှလို့သံဃာမှာဒုက္ခရောက်နေရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဥစ္စနတော်ဇတ်တော်ဒီမှာလည်းရှိတယ်နိဗ္ဗာန်တော်ဒီမှာလည်းရှိတယ်ဒေသနာတော်ဒီမှာလည်းအများကြီးရှိတာပဲဆူတောင်းမှခဲ့တဲ့အတွက်ကြောင့်ဒုက္ခတွေအမျိုးမျိုးခံစားခဲ့ရအကြောင်းမို့ဥစ္စနတော်ကောင်းများဒါနာပဲပြုပြုသီလပဲစောင့်တည်စောင့်တည် ဘာဝနာတရားပဲပွားများပွားများပဲကုသိုလ်ပဲလှုပ်လှုပ်ကုသိုလ်ဆိုတာတော့ဥစ္စနတော်ကတော့နေတိုင်းနေတိုင်းပြုလှုပ်အားထုတ်ရမှာပဲဒီကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောက်တာလျင်ဥစ္စနဘဝရလာတဲ့အတွက်ကြောင့်အဲ့ဒီရလာတဲ့ဘဝကိုလည်းကုသိုလ်စွမ်းအားတွေထက်ထက်ပြီးတော့ဖြည့်ပေးရဒါနလည်းပြုရမယ်သီလလည်းစောင့်တည်ရမယ်သမထဝိပဿနာတရားလဲပွားများအားထုတ်ရမယ်ဗုဒ္ဓဘာသာသာသနာတော်နှင့်ကြုံတွေ့ရတဲ့အတွက်ကြောင့်ကုသိုလ်အစုံကိုပြုခွင့်ရတယ်ပြုလို့ရတယ် အဲ့ဒီကုသိုလ်ကောင်းမှုတွေဘာပဲပြူပြူခုနကဥစဉ်ပြောခဲ့တဲ့အတိုင်းပန်းတစ်ခွက်ပဲလှူလှူပန်းတစ်ပွင့်ပဲလှူလှူတောက်တော်ရီတစ်ခွက်ပဲလှူလှူစွန်းတစွန်းပဲလှူလှူလောတမြကုသိုလ်ကောင်းမှုတွေဣဒံမိပုံညာနိဗ္ဗာန်တပိစီယောဟောတုနိဗ္ဗာန်ကိုသာတိုက်ရိုက်ဆုတောင်းပါနိဗ္ဗာန်ကိုဆုတောင်းလိုက်တာနဲ့တပြိုင်တည်း ကြံတဲ့လူချမ်းသာ၊နတ်ချမ်းသာ၊ပြမချမ်းသာဆိုတာစူတောင်းစရာကို မလိုဘဲနဲ့အလိုလိုပြေဝသွားမှာဖြစ်ပါတယ်။အကြောင်းမို့ယနေ့ယခုအစီစံအာဝန်ကြီးဌာနဝန်ထမ်းမိသားစုကများကနိုင်ငံတော်ပြည်ထောင်စုသာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖျားမှုရှိသောဆရာတော်တန်ခါတော်ရှင်သူမြတ်တို့အမုံမုံမြတ်မြတ်ချက်ပြော်လှူဒန်းအပ်သောစွမ်းကဲပွဲဘောဇင်ချိုးချင်းအယတာအပြပြတော်နှင့်တကား ပင်ကံအစရှိသောပစ္စည်းဝတ္ထုအစွတ်စွတ်တို့ကိုလူတန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစေတနာသောတရားတော်သီလကုသိုလ်ကံစေတနာတရားဒေသနာတော်ကို ဟောကြားရသောနာယူရသောဓမ္မတဝနာဓမ္မဒေသနာကုသိုလ်ကံစေတနာဤသို့ပေါင်းအမြတ်မြတ်သောကုသိုလ်ကံကြောင့်ဒေတော်မကံကုသိုလ်ကောင်းမှုကိုပြုလုပ်အားထုတ်ကြကုန်သော သင်သူတော်ကောင်းအလူရှင်မိသားစု အပေါင်းတို့အားဒုက္ခိတာယခုဘဝမှာစံနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်ကိုစိတ်နှံ့ပြချမ်းမာချမ်းသာလမ်းပြဝန်သားကြကုန်သည်ဟောတာကောင်းစွာမသွေဖြစ်ကြပါစေကုန်တတိစေနာသာတနံငါမန်အောင်မြင်ဖျားရှိ၏အံဖွယ်ရှိပြသာသနာတော်မြတ်ကြီးကို ဘဂနာထပစ္စယဓမ္မနပြသောနှုတ်ကားတို့ဖြင့်ကောင်းစွာမသွေရှိမြောက်ထောက်ပံ့လူတန်းနိုင်ကြပါစေကုန်တည်းနိဗ္ဗာန်ခန္ဓာမိလယံတို့ဤငြိမ်းဤရာဖြစ်သောနိဗ္ဗာန်ကိုနိဗ္ဗာန်အိုခြင်းဒုက္ခနာခြင်းဒုက္ခပေခြင်းဒုက္ခအပေါင်းတို့ဤငြိမ်းဤရာဖြစ်သောနိဗ္ဗာန်ကို တိကံဘဝမကြာစောလျင်စွာဖြင့်ဘဘောထာကိုစီကိုငါကောင်းစွာမသွေရောက်ရှိနိုင်ကြပါစေဂုံတတိအယနေ့ပြုလုံးအားထုတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုစုတောင်းအမြပေးဝေကြရအောင်။လိုက်ဆိုလိုက်အရှင်ဖယား တပည့်တော်များသည်ကံကို၎င်းကံဤအချိုးတရားကို၎င်းယတနာမြတ်၃ပါးတို့ဤဂုံကျေးဇူးကို၎င်းယုံကြည်ပါသည် ဖြစ်၍ယနေ့ယခုဖရာတပည့်တော်တို့လျှက်စီစွမ်းအားဝန်ကြီးဌာနဝန်တမ်းမိသားစုများက နိုင်ငံတော်ပရိယတ္တိသာသနာတကသူတို့လာရောက်ကြ၍ဘုရားအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားမုံမုံမြတ်မြတ်ချက်ပြုတ်လှူဒန်းအပ်သောစွမ်းခဲပွဲပေါ်စီချိုးချင်းအရသာ အဖျားဖျားတို့နှင့်တကားပင့်တန်ကားတော်အရှင်မြတ်အားတင်ကန်းအစရှိသောပစ္စည်းဝတ္ထုအဆုစုတို့ကိုလှူဒန်းရသောဒါနကုသိုလ်စောင့်တည်ရသောပေလာကုသိုလ်တရားစကားနာယူရသော ဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်များမြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည့်တော်သို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင်တထမြင်ခြင်း 保个大病的，心里忧伤，夜难睡午，夜度他难得，他奈得啥？都不,不必生气。阿罗伽大病的，阿、啊、那 Yoga，开心快乐，把我看的。 ချမ်းချမ်းမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်းနိဗ္ဗာန်သံပတ္တိဩနာတေယဒုက္ခပေတို့ဤငြိမ်းဤရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင် ရနိုင်ခြင်းအစရှိသော အကျိုးတရားတို့တနေ့တခြားဘိုးဘွားပြည်စုံရာပြည်စုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေသာအရှင်ဖယားယနေ့ယခုဖယားတပည့်တော်တို့ပြုလုံအားထုံးရသော ကုသိုလ်ကောင်းမှုအဖို့ဘာကတို့ကိုယခုဘဝရှိရှိဘဝတောစကြတော်မိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြေတန်နင်းပြည့်ရှင်မင်းငရဲတန်နင်း ယမမင်းနတောတနေတကြာမင်းကိုဆောင်နံဣတကတောဆောင်နံကဘာဣစီတီတော်ဆောင်နံကဘာဣကုံမြေဆောင်နံမြို့ဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံ သာသနာတော်ဆောင်နံအပါအဝိ32ဘုံကျင်လည်ကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတဝအပေါင်းတို့အာအမြအမြပေးဝေပါ၏အမြအမြ ပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံးသောလူနာပြမသတ္တဝါအနန္တမန္တမြတို့သည်ဖရာတပြည်တော်တို့နေညီတို့ညီမြထတ်တို့ထမ်းမြအမြရရွေး ကိုစိတ်နှပြချမ်းမာကြသည်ကိုစိတ်နှပြချမ်းသာကြသည်ကိုစိတ်နှပြဝမ်းသာကြသည်ဖြစ်ကြပါစေတော်အမြဝေရအောင်အာလုံးကြကြသည်မြကုသိုလ်အမြ အမြအမြယူတော်မုံကြပါကုန်လောတာတုတာတုတာတုအာလုံးကြကြသမြကုဘုအမြအမြအမြယူတော်မုံကြပါကုန်လောတာတုတာတုတာတု အာလုံးကြာကြာသမျှကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်သောတာတုတာတုတာတုပါဗျာ